မျက်နာကိုအရင်နဲ့မတူတော့ပြောင်းလဲလိုက်တာကြောင့်ရုပ်ရင်သွားတဲ့ဆိုပြီးဝေဖန်ခံနေရတဲ့သင်္ဆာဝင့်ကျော်အလုံးမဲမင်္ဂလာပါသင်္ဆာဝင့်ကျော်ကအနုပညာလောကကနေအချိန်ကြာကြီးပြောက်ွယ်နေရကနေပြန်ပေါ်လာခဲ့ရတာမကြသေးပါဘူးအချိန်နှစ်နှစ်လောက်ထိန်းသိမ်းခံထားရတာကြောင့်အချိန်ယူကနားထခဲ့ပေမဲ့လက်ရှိမှာအနုပညာအလုပ်တွေကိုပြန်ဆလုပ်လို့နေပါပြီသင်္ဆာဝင့်ကျော်ကတော့သူမရဲ့ဟိုးရင်ကပုံစံအတိုင်းမပြောင်းလဲပဲဖော်ထုတ်ပြနေစေပဲဖြစ်ပါတယ်လောက်ပါကျော်ရှင်တဲ့ခန္ဓာကိုယ်ကောင်းချောင်းကိုပိုင်ဆိုင်ထားတာမို့ဖော်ချင်တိုင်းဖော်နေတတ်တာဖြစ်ပါတယ် ခနာကိုကောက်ချောင်းအလှတရားကမပြောင်းလဲတော့ပေမဲ့မျက်နှာကတော့အရင်နဲ့မတူတော့ပဲပြောင်းလဲတာမျိုးကိုဘရိတ်တ်တွေကသတိထားမိလာကြပါတယ် တင်ဆောင်ဝင့်ကျော်တယောက်အရင်နဲ့မတူတော့ပဲရုပ်ပြောင်းသွားတယ်လို့ခန်းစားနေရတာပေါ့အရင်တုန်းကဆိုရင်နုပြုံလှပတဲ့အလှတရားတွေဖြစ်နေပေမဲ့အခုလက်ရှိမှာအရင်နဲ့မတူတော့ပဲရုပ်ပေါ်ရင်သွားတယ်ဆိုပြီးထောက်ပြနေကြတာပေါ့တင်ဆောင်ဝင့်ကျော်ကနုပညာလောကကိုနောက်တစ်ခေါက်ခြေချချိန်မှာခုလိုဝေဖန်မှုမျိုးကိုရင်ဆိုင်နေရတာမို့မလွယ်ပါဘူးဒါပေမဲ့လူအများထင်နေသလိုရုံရင်တာမဟုတ်ပဲပြောင်းလဲနေတဲ့အရာတစ်ခုကြောင့်ဆိုပြီးရှင်းပြလာခဲ့တာပေါ့တင်ဆောင်ဝင့်ကျော်ကသွားလှချင်တာကြောင့်သွားညှိစက်တတ်ထားခဲ့တာပေါ့သွားညှိစက်တတ်ဖို့အတွက်လည်းသွားတချို့ကိုနှုတ်ပစ်လိုက်ရပါတယ် သွားရှစ်ချောင်းတစ်တစ်ကိုနှုတ်ပြလိုက်ရတာပေါ့လူတွေကသွားနှုတ်ပြီးပြီးဆိုရင်မျက်နှာမှာခြိုက်ဝင်တာတွေနဲ့ပုံစံတွေကအနေငယ်ပြောင်းလဲသွားတတ်ပါတယ်။တင်စားဝင်ကြောကသွားရှစ်ချောင်းတော့နှုတ်လိုက်တာမို့မျက်နှာအနေထားကအတော်လေးကိုတိတိတသားပြောင်းလဲသွားတာပေါ့မျက်နှာကအထဲကိုခြိုက်ဝင်သွားကပြောင်းလဲသွားခဲ့ပါတယ်။ပြောင်းလဲသွားတဲ့ပုံစံကိုလူအများကတော့ရုံရင်တယ်လို့ထင်နေကြတာပေါ့သွားနှုတ်တယ်လို့သိလိုက်ရတဲ့သူတွေကလည်းသွားမရှိတော့တဲ့အဖွားကြီးနဲ့တူတယ်ဆိုပြီးဝေဖန်ကြပြန်ပါတယ်။ ။တင်ဆောင်ဝင့်ကျော်ကသွားညှိလိုက်တဲ့အကျိုးဆက်အနေနဲ့ခုလိုဝေဖန်မှုတွေကိုတောက်လျှောက်ခံနေရတာပါ။ဒါပေမဲ့သူမကတော့အထူးတလဲဂယူဆိုင်တာမျိုးမရှိပါဘူး။သွားပြင်လိုက်လို့လှသွားတယ်ဆိုပြီးသားခံယူထားတာပါ။တင်ဆောင်ဝင့်ကျော်ကအမြဲတမ်းဘေးလူတွေရဲ့စကားကိုနားထောင်တတ်သူမဟုတ်ပါဘူး။မြင်သာထင်ရှားတဲ့အဝေးစားတွေဝတ်တဲ့အပေါ်ဝေဖန်တဲ့ဇကားတွေကိုလည်းလက်မခံပဲအခုချိန်ထိရပ်တည်နေတာပါ။ဒါပေမဲ့သင်္ဆာဝင်းကျော်ကအနုပညာလောကမှာအရှိန်အဝါတစ်ခုအနေနဲ့ရပ်တည်နေတုံဖြစ်ပါတယ်။ တင်စာဝက်ကျော်ဟာစိတ်ဓာတ်ခိုင်မာသူတယောက်ဖြစ်တာမို့အနုပညာလောကမှာရပ်တည်နိုင်နေတာပါအထဲမှာအချိန်ကြာကြီးထင်းထင်းခံရစင်မှာအပြင်မှာရှိတဲ့ချစ်သူကောင်လေးကလည်းတစ္ဆာဖောက်သွားခဲ့ပါတယ်ဒါတွေမကသေးပဲသူမအတွက်အမဲစားတစ်ခုလိုဖြစ်ခဲ့ရတာပါတချို့ဆိုရင်အချိန်ကြာကြီးထိနလမထွန်နိုင်ပဲတဝဲလေလေဖြစ်နေတတ်ပါတယ်ဒါပေမဲ့တင်စာဝက်ကျော်ကတော့အမြန်ဆုံးပြန်လည်ရပ်တည်နိုင်ခဲ့တာပေါ့တင်စာဝက်ကျော်ဟာမိဘနှစ်ပါးကိုလိုချွေးနေတဲ့သူပေါ့သူမရဲ့အနုပညာခြေတွေကမိဘတွေကိုထောက်ပံ့ဖို့အတွက်ရည်ရွယ်ထားတာဖြစ်ပါတယ် တင်ဆောင်ဝက်ကျော်ဟာအရင်ကလောက်တော့ထင်ရှားအောင်ပြသတဲ့အဝတ်အစားတွေတိတ်မဝတ်ဆင်တော့ပါဘူး။သူအနေနဲ့လုံလုံချုံချုံသာဝတ်ဆင်ကအနှပညာအလုပ်တွေကိုပြန်လုပ်နေတာဖြစ်ပါတယ်။ဒါအပြင်ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်းတကားပြီးတကားရိုက်ကူးလို့နေတာပါ။မကြာခင်မှာဆိုရင်တော့တင်ဆောင်ဝက်ကျော်ရဲ့ idea တွေကိုလည်းပြန်မြင်ရမှာဖြစ်တယ်လို့ Academy ရဖို့ထိရင်ခုန်ရတော့မှာပေါ့။ပရိသတ်တို့အနေနဲ့ရောတင်ဆောင်ဝက်ကျော်ကရုံးရင်သွားတယ်လို့ထင်လားဆိုတော့ခမမှာဖြစ်ပြခဲ့ပါအောင်ရှင်။ အစောတည်းချစ်ရှုပေးခဲ့ကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လုပ်ခဲ့ပြီး YouTube channel ကို like and subscribe လေးလုပ်ပေးခဲ့ကြပါဦးနော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။